မင်္ဂလာပါဒီဗီဒီယိုထဲမှာတော့ကျွန်တော်တို့ဒီ present simple နဲ့ present continuous ရဲ့မတူညီတဲ့အသုံးတွေပေါ့နော်ခွဲပြားတဲ့အသုံးတွေကိုဒါအရှင်းဆုံးဖြစ်အောင်ရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်တော့ teacher J ပါဒီ Shiny Myanmar YouTube channel ရဲ့ founder ဖြစ်ပါတယ် okay အဲ့ဒါဆိုရင်ကျွန်တော်တို့စရအောင်ပထမဆုံးဒီ table လေးကိုယဉ်ကြည့်အောင်ပေါ့နော်ဒါ side by side ကျွန်တော်ဒါရှင်းပြီးတော့မှရှင်းပြပေးထားတာပါဒါအရှင်းဆုံးဖြစ်အောင်လုပ်ထားတယ်ပထမဆုံးကျွန်တော် present simple ရဲ့ အချမ်းကိုကြည့်အောင် present simple ဆိုတော့ငငယ်တုန်းကကျွန်တော်တို့သိခဲ့တဲ့ verb 1ပေါ့ဗျာနော် verb 1ကိုဘယ်လိုအခြေအနေတွေမှာသုံးလဲဆိုရင်ဒီအခြေအနေ၃ခုမှာသုံးတယ်ဘယ်အခြေအနေတွေလဲဆိုရင် number 1ကကျွန်တော် regular actions သို့မဟုတ် habit ပေါ့နော်ကျွန်တော်အလေးအကျင့်နေပြီးတော့ပုံမှန်လုံးလေးလောက်ထားရှိတဲ့အမူအကျင့်နေအလေးအကျင့်နေဒါတွေကိုကျွန်တော်တို့က present simple နဲ့ပဲပြောရတယ်ပြီးရင်နံပါတ်2က general truth သို့မဟုတ် fact general truth ဆိုတာကရေပူရအမှန်တရားတွေပေါ့နော်ဥပမာနေရရှေ့ရထွက်တယ်လို့ရေခဲရအေးတယ်လို့မီးရပူတယ်လို့ဒါမျိုးကိုကျွန်တော်တို့က general truth လို့ခေါ်တယ်မြေမ်းမှန်နေတဲ့အမှန်တရားတွေပြီးရင် fact လို့ခေါ်တယ်အချက်လက်ကိုပြောချင်တာမျိုးတွေပေါ့နော်အချက်လက်ဆိုရင်ဒါဆိုရင်လည်းကျွန်တော်တို့က present simple နဲ့သုံးရတယ်ပြီးရင် fixed schedule တွေသို့မဟုတ် time table တွေပေါ့ဒီ fix လောက်ထားပြီးသား schedule တွေသို့မဟုတ် ဒီအချိန်ဇာတ်တွေပေါ့နော်ဥပမာယထာထွက်ချိန်နေလို့ bus ကပဲချိန်ထွက်တယ်လို့လေရင်ထွက်တဲ့ချိန်နေလို့ဒါတွေဆိုရင် fix schedule တွေလို့လည်းပြောလို့ရတယ်လို့ time table လို့လည်းပြောလို့ရတယ်အဲ့ဒါမျိုးကြီးဆိုရင်ကျွန်တော်က present simple နဲ့သုံးတယ် present simple ရဲ့ပုံစံကကျွန်တော်တို့ subject plus base verb ပေါ့နော် base verb ဆိုတာကတော့အဲကျွန်တော် verb 1ပေါ့နော် ဒါပေမဲ့အဲ့ဒီ valve 1လေးကကျွန်တော်တို့က S လေးကြီးပေါင်းရတယ်ဒါလေးတော့တည်ထားဖို့လိုမယ် S ကဘယ်ချင်းဒီမှာပေါင်းရတယ်လဲဆိုရင် he she it ဘီရင်တစ်ခုတစ်ကောင်တစ်ယောက်တည်းဆိုရင်ကျွန်တော်တို့ကအဲ့ဒီ valve ရဲ့နောက်မှာ S လိုက်ပေးရတယ်ဟုတ်ပြီနော်ဥပမာဆိုရင် I go to school every day ငါကျောင်းကိုနေ့တိုင်းသွားတယ်ဒါဆိုရင်ဘယ်ထဲမှာအကျုံးဝင်လဲဆိုရင်ကျွန်တော်တို့ regular action ဆိုတဲ့အထက်မှာအကျုံးဝင်တယ်ဘာလို့ဆိုပုံမှန်လုပ်ရတဲ့အလုပ်တစ်ခုပဲနော်နေ့တိုင်းကျောင်းသွားတယ်ဆိုတာမျိုးကအဲကြောင့်မလို့ကျွန်တော်တို့က present simple နဲ့ရေးရတယ် ကျောင်းသွားခဲ့တယ်လည်းရေးစရာမလိုဘူးကျောင်းသွားလိမ့်မယ်လည်းရေးစရာမလိုဘူးကျောင်းသွားနေတယ်လည်းရေးစရာမလိုဘူးကျောင်းသွားတယ်ပဲဒါပဲရပြီနော်ဟုတ်ပြီအဲ့လိုဆိုရင် present continuous ဘက်ကိုလှည့်အောင် present continuous ဆိုတာကတော့ငငယ်ရသင်ခဲ့တဲ့ဘာလဲဆိုရင် am is are plus verb ing ပေါ့နော်ဟုတ်ပြီအဲ့တော့ကြည့်မယ် तू ကကြတော့ဘယ်လိုအခြေအနေမှာသုံးရလဲဆိုရင် तू ကလည်းအခြေအနေ၃ခုမှာသုံးရတယ်ဘာလဲဆိုရင် actions happening right now ပေါ့နော် အခုလက်ရှိဖြစ်နေတယ်ကျွန်တော်နဲ့စကားပြောနေရင်မှာကျွန်တော်စာသင်နေရင်မှာဒါမှမဟုတ်ရင်ဒါခင်ဗျားတို့ဒီဗီဒီယိုနားထောင်နေရင်မှာဖြစ်နေတဲ့အဖြစ်အပျက်တွေကိုပြောခြင်းရင်ကျွန်တော်က present continuous ကိုသုံးရတယ်ဥပမာထားပါတော့ကျွန်တော်စာသင်နေရင်နဲ့အပြင်မှာလူတစ်ယောက်လမ်းလျှောက်သွားတယ်ဒါမှမဟုတ်ဒါခင်ဗျားတို့ဒီဗီဒီယိုကိုနားထောင်နေရင်နဲ့အဲအိမ်ထဲမှာဒီတရားရောက်ကတခြင်း also နေတယ်ပေါ့နော်အဲ့လိုဖြစ်နေတယ်အဖြစ်အပျက်ကမပြီးသေးဘူးအဲ့လိုဟာမျိုးတွေဆိုရင်ကျွန်တော်တို့က present continuous နဲ့သုံးရတယ်ဥပမာထားပါတော့ someone is singing တရားရောက်တခြင်းဆိုနေတယ်ဒါမှမဟုတ် my little sister is crying ငါညီမငိုးနေတယ်ဆိုတာမျိုးပေါ့နော်နံပါတ်2ကကျွန်တော် temporary actions တွေသို့မဟုတ် situations တွေပေါ့နော် temporary action သို့မဟုတ် temporary situation တွေမှာလဲ present continuous ကိုသုံးရတယ်တဲ့ temporary ဆိုတာကတော့ယာယီပေါ့နော်ယာယီခဏတာပေါ့တဘောကတော့အခုလောလောဆယ်ငါမန်လေးမှာနေနေတယ်ပေါ့နော် အဲ့ဒါမျိုးပေါ့နော် I'm currently living in Mandalay ဆိုတာမျိုးပေါ့လက်ရှိ Mandalay မှာနေနေတယ်ဒါ temporary ပဲကိုအမြဲနေတာမဟုတ်ဘူးအဲ့ဒီသဘောတရားကိုပြောခြင်းကျွန်တော်တို့ကဒါ present continuous နဲ့သုံးရတယ်ပြီးရင် future plans ဒါကတော့ informal အခြေအနေတွေမှာသုံးကြတာ future plan ဆိုတာကျွန်တော်တို့အမ် plan ချထားတဲ့ဟာတွေပေါ့တေချာပေါက်လုပ်မယ်ဆိုပြီး plan ချထားတဲ့ဟာတွေကိုလည်းကျွန်တော်တို့က msr plus verb ing နဲ့ သုံးလို့ရတယ်ဒီဥစ္စာတွေအားလုံးကိုကျွန်တော်ဒီဘက်က present simple ရော present continuous ကိုရောကျွန်တော် example sentence တွေနဲ့ရှင်းပြပါမယ်အဲ့ဒါဆိုရင်ပို့ပြီးရှင်းသွားလိမ့်မယ် okay လောလောဆယ်တော့ဒီ present continuous ဆိုတာက subject plus am is are dot ar are နော် plus verb ing ပေါ့နော်ပြောချင်တာ i am studying english now အခုငါအင်္ဂလိပ်စာလုပ်နေတယ်တဘောကအခုပဲသူအင်္ဂလိပ်စာကိုလုပ်နေတယ်မပြီးသေးဘူးလုပ်နေနေလမ်းပြောတဲ့သဘောမျိုးပေါ့နော် ဥပမာဆိုရင်အခုကျွန်တော်ဗာလုံးနေလဲဆို I am teaching English now ပေါ့အခုအင်္ဂလိပ်စာကျွန်တော်သင်နေတယ်ခင်ဗျားတို့ကဗာလုံးနေလဲဆိုတော့ you are learning English တော်မို့ you are studying English ပေါ့နော် Okay အဲ့တော့ဆက်ကြည့်မယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီ present simple ကိုသုံးရတဲ့အခြေအနေ၃ခုရဲ့ဒီ example sentence တွေရလာပြီအဲနံပါတ်၁အခြေအနေကကျွန်တော်တို့ regular actions or habits ပေါ့နော်ကျွန်တော်တို့ပုံမှန်အလုပ်လေးလုပ်တာရှိတဲ့ဒါ အလေးအကျင့်တွေသို့မဟုတ် habits လို့ခေါ်တဲ့ဒီအမှုအကျင့်တွေပေါ့နော်ဒါတွေကိုပြောချင်ကျွန်တော်တို့ present symbol ကိုသုံးဖို့လိုတယ်တဲ့ဥပမာနံပါတ်1က i usually get up late ငါပုံမှန်အားဖြင့်အိယာထာနောက်ကျတယ်ပေါ့နော်ဒါကိုယ့်ရဲ့ habit တစ်ခုပဲဒါအိယာထာနောက်ကျလေးရှိတယ်ပေါ့နော် နံပါတ်1ဆိုရင်လည်း they always play football on weekends ဒါကတော့ဒါ regular action ပေါ့ regular ဆိုတာပုံမှန် action တွေကိုပုံမှန် action တွေကိုပြောတဲ့အခါမှာလည်းကျွန်တော်တို့က present simple နဲ့ပဲသုံးရတယ်သူတို့ကဘာလို့လဲဆိုရင်သူတို့က weekend တိုင်းမှာသူတို့ဘောလုံးကစားတယ်ဆိုတာသူတို့ရဲ့ပုံမှန် action ပဲအဲဒါကြောင့်မလို့ကျွန်တော်တို့က um present simple နဲ့သုံးတယ်ဥပမာ weekend တိုင်းမှာဘောလုံးကစားနေတယ်တို့ weekend တိုင်းမှာဘောလုံးကစားခဲ့တယ်တို့ဘာမှစဉ်းစားကြရမလို့ဘူးသူတို့ပုံမှန်လုပ်တဲ့အလုပ်ဆိုရင် present simple ပဲဟုတ်ပြီနော် ပြီးရင်ဒါအမေးလေးနဲ့လည်းကျွန်တော်ပြောထားတယ် Do you often go to the monastery? Monastery ဆိုတော့ဘုန်းကြီးကျောင်းပေါ့နော်ဒါဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေကို monastery လို့ခေါ်တယ်အဲ့တော့ဒါအမေးမေးခွန်းဖြစ်တယ် Do you often go to the monastery? ဘုန်းကြီးကျောင်းပုံမှန်သွားလေးရှိသလားလို့မေးတယ်ဒါပါလေဆို regular action ပဲ regular action ကိုအမေးပုံစံလေးလုပ်ပေးထားတာဟုတ်ပြီ number 4က Andrew works in a bank Andrew ကလည်းဘဏ်မှာအလုပ်လုပ်တယ်ပေါ့နော်ဒါက Andrew ဘဏ်မှာအလုပ်လုပ်တာက ခုနကဒီ present continuous လို့မျိုးသူက temporary situation မဟုတ်ဘူးဗျသူကယာယီလောက်တာမဟုတ်ဘူးသူ့ရဲ့ဒါပုံမှန်အလုပ်တစ်ခုဖြစ်တယ် permanent job တစ်ခုဖြစ်တယ်ဒါကြောင့်မို့လို့ Andrew is working in a bank လို့ကျွန်တော်တို့ကပြောရင်အတိတ်ပဲတမျိုးထွက်သွားမယ် Andrew works in a bank ဆိုရင်တော့ဒီ Andrew ရဲ့အလုပ်ကဘဏ်မှာဆိုပါလားဆိုတဲ့အတိတ်ပဲကိုကျွန်တော်တို့ကစောင့်ယူတယ်ပေါ့နော် Andrew is working in a bank ဆိုရင်အတိတ်ပဲတမျိုးဖြစ်သွားမယ် Okay အဲ့ဒါပြီးတော့မှ session မယ်ဟိုဘက် present continuous ကျမ်းမှာ Okay နောက်တစ်ခု she doesn't drink coffee very often သူမ coffee ပုံမှန်တောက်လေမရှိဘူးပေါ့เนาะဒါလည်း habit ပဲပုံမှန် habit ပြီးမယ်အငင်း habit ပေါ့เนาะ coffee ကိုပုံမှန်တောက်လေမရှိဘူးလို့ညင်းထားတာဟုတ်ပြီအဲ့တော့ကျွန်တော်တို့ present simple ကိုပထမဆုံးသုံးရတဲ့အခြေအနေက regular action တွေသို့မဟုတ် habit တွေကိုပြောခြင်း present simple ကိုသုံးတယ်ဟုတ်ပြီเนาะနံပါတ်1ကကြတော့ကျွန်တော် general truth သို့မဟုတ် fact ပေါ့နော် general truth ဆိုတာကရေပူရအမှန်တရားလို့လည်းပြောသလိုအမြဲတမ်းမှန်တဲ့အမှန်တရားလို့လည်းပြောရပေါ့နော်အဲ့လိုအမှန်တရားတွေသို့မဟုတ် fact လို့ခေါ်တဲ့အချက်လက်ကိုပြောခြင်းလဲဆိုရင်ကျွန်တော်တို့က present simple ကိုသုံးတယ်ဥပမာ the sun rise from the east နေသည်အရှေ့ကထွက်သည်ပေါ့နော်ဒါ general truth ပဲလေအမြဲတမ်းနေရအရှေ့ကနေထွက်တယ်ဒါပြီးတော့ fact လည်းဖြစ်တယ် fire is hot ဒါလည်းအချက်လက်ပဲ fact ပါလေမိကပူတယ်ပေါ့နော်ပြီးရင် i am handsome ငါချောတယ်ပေါ့နော် ျွန်တော်ချောတယ်ပေါ့ဒါလည်း general truth ပဲဒါ universal truth ပေါ့နော် okay နောက်ဆုံးအခြေအနေကကြတော့ဘာလဲဆိုရင်ဒီနောက်ဆုံးအခြေအနေကတော့ကျွန်တော်တို့ဒါ fixed schedule or time table လို့ပြောတယ်ပေါ့နော် fixed schedule ဆိုတာကကျွန်တော်တို့ဒီ time table တွေ schedule တွေကိုပြောတဲ့အခါမှာလဲကျွန်တော်တို့ present simple ကိုပဲသုံးတယ်တဲ့ဥပမာကြည့်အောင်နော် train leave at 7 am ညထက 9နာရီမနက်9နာရီမှာထွက်တယ်။ဒါကသူ့ရဲ့ schedule ပဲ။သူမဟုတ် time table ပဲ။ဟုတ်တယ်နော်။အဲ့တော့ကျွန်တော်တို့က train will leave at 7 a.m. လို့ပြောကြမလို့ဘူး။ train leaves at 7 a.m. ပဲရပြီနော်။ပြီးရင် her flight arrives at 9:45 p.m. အဲသူမရဲ့လေရင်က9:45မှာရောက်မယ်။ဟုတ်ပြီနော်။ဒါ time table ပဲ။ဒါမှမဟုတ်ကျွန်တော်တို့ကတခြား tense တွေဘာမှစဉ်းစားကြမလို့ဒါ time table ဖြစ်တဲ့အတွက် present simple နဲ့တန်းရေးရုံပဲပြီးရင် the movie starts at uh, 6 o'clock 6နာရီမှရုပ်ရှင် စပြမယ် The train to London departs at noon လန်ဒန်ကိုသွားတဲ့ယထာကနေ့လယ်မှာ ထွက်မယ်ဒါ time table တွေ schedule တွေဖြစ်တဲ့အတွက်ကျွန်တော်က present simple နဲ့တန်းပြီးတော့သုံးယူမယ်ဟုတ်ပြီ present simple ဖြစ်ကြောင်းကြည့်ရမှာဖြစ်ကြောင်းကိုသိစေမဲ့ဒီ clues လေးတွေပါတယ်ပေါ့နော် clues word လေးတွေကဘယ်လိုဟာလေးလဲဆိုဥပမာ always တို့ပေါ့နော် i always drink coffee in the morning ဆိုတာမျိုးတွေပြီးရင် usually ပေါ့နော် i usually walk to school ပေါ့နော်အဲအကြောင်းကို လမ်းလျှောက်သွားလေးရှိတယ်ဆိုတာမျိုးပေါ့နော် I don't often go to the pagoda ဆိုတာမျိုးပေါ့နော်ဖျားအောင်ငါပုံမှန်သွားလေးမရှိဘူးဆိုတာမျိုးဒီလို clues လေးတွေ့ရင်ဒါ verb ကဘာဖြစ်ဖို့များတယ်လဲဆိုရင်ကျွန်တော်တို့ကဒါ present simple ဖြစ်ဖို့များတယ် okay ကျွန်တော်တို့ present simple ပြီးပြီဆိုတော့ဒါ present continuous ကိုဆက်ပြောရအောင် present continuous မှာလည်းကျွန်တော်တို့အခြေအနေ၃ခုရှိတယ်နံပါတ်၁က actions happening right now ပေါ့နော် အခုကျွန်တော်တို့စကားပြောနေစဉ်အခုစာသင်နေတုန်းမှကိုဖြစ်နေတယ်မပြီးသေးတဲ့ဒါ action တွေအဲ့ဒါကိုပြောခြင်းရင်ဒါကျွန်တော်တို့ present continuous ကိုသုံးတယ်ဟုတ်ပြီကြည့်အောင်ဗျာ they are playing football in the field now သူတို့ကွင်းထဲမှာအခုဘောလုံးကစားနေကြတယ်အခုကျွန်တော်တို့ပြောတဲ့အချိန်မှာပဲအဲ့ဒီလူတွေကကွင်းထဲမှာဘောလုံးကစားနေပြီးလည်းမပြီးသေးဘူးဟုတ်ပြီနော် i'm talking to you ငါမင်းကိုစကားပြောနေတယ်လေအခုစကားပြောနေတယ်ဆိုတာမျိုးပေါ့နော် တခြားဘာလို့ကြည့်နေရလဲ I'm talking to you ငါမင်းကိုစကားပြောနေတယ်ဟုတ်ပြီနော် Okay the bird is singing ငှက်ကဒါတခြင်းဆိုနေရပေါ့နော်ငှက်ကတခြင်းဆိုရမပြောပါဘူးဘယ်လိုပြောရလဲကျွန်တော်တို့ထားပါတော့ငှက်ငှက်ကလေးတခြင်းဆိုနေရပေါ့နော် Sarah is sleeping at the moment Sarah is sleeping at the moment ပေါ့နော် Sarah ကလောလောဆယ်အိပ်နေတယ်ဒါမှမဟုတ်လဲ Sarah is still sleeping ဆိုလဲရတာပဲနော် She is walking to school right now သူမကအခုចောင်းကိုလမ်းလျှောက်ပြီးသွားနေတယ်ဟုတ်ပြီနော်အခုအခုဒီလေလမ်းလျှောက်ပြီးသွားနေတော့မယ်ကြောင်းလည်းမရောက်သေးဘူးသွားနေတော့မယ်ဆိုတဲ့အထိပ္ပယ်မျိုးခုနစာကြောင်းမှာ Sarah is sleeping at the moment ဆိုတာလေ Sarah ကအခု at the moment ဆိုတာလောလောဆယ် is sleeping အိတ်နေတယ်ပေါ့နော် Okay ဒါတွေက actions happening right now မပြီးသေးတဲ့ action တွေကိုပြောတဲ့အခါမှာကျွန်တော် present continuous နဲ့ပြောတယ်နံပါတ်1က temporary actions or situations ကျွန်တော်တို့ယာယီ action တွေသို့မဟုတ်အခြေအနေတွေကိုပြောခြင်းလဲကျွန်တော်တို့က present continuous နဲ့သုံးလို့ရတယ်တဲ့နံပါတ်1ကကြည့်အောင် I'm learning French ဘာလဲငါပြင်သစ္စာသင်နေတယ်အခုလောလောဆယ်ဒါယာယီအပြင်ပြင်သစ္စာကိုတစ်သက်လုံးသင်မှာမဟုတ်ဘူးလीနော်ကျွန်တော်တို့ကအခုလောလောဆယ်မှာသင်နေတာမျိုးကိုပြောခြင်းတာအဲ့တော့ဒီလိုထည့်ပြောလဲရတယ် I am learning French these days ဆိုတာမျိုးပေါ့နော်ရတယ် Okay, ပြီးရင်ပါလဲ He is currently living in Yangon. Currently ဆိုတာလက်တလော is living in Yangon. သူလက်တလော Yangon မှာနေနေတယ်။ဟုတ်တယ်။သူလက်တလော Yangon မှာနေတယ်ဆိုတာ ਨੇ He lives in Yangon ဆိုတာ ਨੇ မတူဘူး။ He is living in Yangon ਨੇ He lives in Yangon ဆိုတာ ਨੇ မတူဘူး။ He lives in Yangon ဆိုတာ Yangon ကသူ့ရဲ့မြို့သူအဲ့မှာပဲမွေးတယ်အဲ့မှာပဲကျောင်းတက်အဲ့မှာပဲအလုပ်လုပ်တယ်အဲ့မှာပဲနေတယ်ဟုတ်ပြီနော် He is living in Yangon ဆိုတာ temporary ဖြစ်သွားပြီယာယီဆိုတဲ့သဘောတရားဖြစ်သွားပြီအခုလောလောဆယ်သူ Yangon မှာနေနေတယ် သူ့ရဲ့မျိုးမဟုတ်ဘူးရန်ကုန်ကအဲ့ဒီသဘောတရားသဘောပေါက်မယ်နော် okay နံပါတ်3ဆက်ကြည့်မယ် she is attending cooking class these days ဒီအပိုင်းနေသူမကဗာလဲဒီ cooking class တက်နေတယ်ပေါ့နော် cooking class တက်နေတယ် these days သဘောတရားဒါလဲ temporary actions ပဲဒီအပိုင်းနေမှာပဲတက်နေပြီးတော့မှာဟုတ်ပြီနော်အမြဲတမ်းတက်မှာမဟုတ်ဘူး okay now အဲ့တော့ action happening right now နေမှာသုံးတယ်ပြီးရင် temporary actions or situation နေမှာသုံးတယ် နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ future plans တွေကိုလည်းပြောခြင်းလည်းသုံးတယ်တဲ့ဒါပေမဲ့ဒါကတော့ informal ပို့ပြီးတော့မှစမ်းတယ်ပေါ့နော် future ဆိုတာကျွန်တော်တို့ကငငယ်တော့သင်ခဲ့တာ future ကိုပြောခြင်းကျွန်တော်က well နဲ့သုံးတယ်လို့ကြီးပဲတစ်ချိန်လုံးလိတ်မျိုးသင်လာခဲ့ရတာပေါ့နော်ဒါပေမဲ့ဒီ present continuous နဲ့လည်း future ကိုပြောလို့ရတယ်ဥပမာဒီအောင်ဒါပေမဲ့ future plan ဒါ certain future plan တွေနော်တေချာပေါက်လုပ်မဲ့ future plan တွေမှာကျွန်တော်တို့ကပို့ပြီးတော့မှ present continuous နဲ့ပြောလို့ရတာโอเคကြည့်အောင် we are leaving early tomorrow မနေ့ပြန်မနေ့အစိုးရငါတို့ထွက်မယ်။ဟုတ်ပြီနော် we are leaving early tomorrow ။ဒါဆို we will leave early tomorrow လို့စဉ်းစားကြပါပဲ။မနေ့ပြန်ငါတို့မနေ့စောစောထွက်လိမ့်မယ်ဆိုတာမျိုး။တကယ်ပြောတဲ့အခါမှာအဲ့လိုမပြော။ we are leaving early tomorrow သဘောကပါလေ။မနေ့ပြန်စောစောထွက်မယ်။ I'm going on holiday to Europe this summer. အဲယူရိုပကိုဒီလာမယ့်နေရာဒီမှာယူရိုပကိုငါခရီးထွက်မယ်။ဟုတ်ပြီနော်။ Emily is moving in with me next week. Emily က နောက်ဘက်မှာ Emily ကငါနဲ့တူတူလာနေမယ်ဟုတ်ပြီနော် is moving in ဆိုတာလာနေမယ်ကိုပြောတာပေါ့နော်ငါစီကိုရွှေ့လာခဲ့မယ်ဆိုတဲ့အဓိပ္ပာယ်မျိုး Okay အဲ့တော့ဒီ present continuous မှာလည်း clue words တွေရှိတယ်ဘာတွေလဲဆိုတော့ now တို့ at the moment တို့ currently တို့ပြီးရင်ဘာလို့ right now တို့ these days တို့ today တို့ still တို့ဥပမာ still ဆိုရင်လည်းထားပါတော့နော် they still watching the movie သူတို့ရုပ်ရှင်ကိုအခုထိပါလဲကြည်နေတုံးပဲဆိုတာမျိုးပေါ့နော် ဟုတ်ပြီနော် okay အဲ့ဆိုရင်ဒါ present continuous ကိုတုံးရတဲ့အခြေအနေ၃ခုပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော် side by side လေးတစ်ချက်လောက်ကျွန်တော်တို့ရှင်းပြီးတော့ကြည့်အောင်ဗျာ side by side ကဒီမှာဆိုရင် present simple နဲ့ present continuous ကိုကျွန်တော်အတက်နိုင်ဆုံးကျွန်တော်ခက်စင်စင် word လေးတွေကိုကျွန်တော်ရွေးထားတယ်ပေါ့နော်ဥပမာ I teach English I teach English လို့ပြောရင်ကျွန်တော် I am an English teacher လို့ပြောရတယ်အတူတူပဲဒါကျွန်တော်ရဲ့အလုပ် ကျွန်တော်ရဲ့အလုပ်ငါအင်္ဂလိပ်စာဆရာတယောက်ပါဆိုတဲ့အထိပဲ I am teaching English right now ဆိုတာအခုငါအင်္ဂလိပ်စာသင်နေတယ်လို့ပြောတာအလုပ်လို့ပြောတာမဟုတ်အခုဘာလုပ်နေမင်းအခုဘာလုပ်နေငါအင်္ဂလိပ်စာသင်နေတယ်ဆိုတဲ့အထိပဲဟုတ်ပြီနော် She lives in Mandalay သူမမန္တလေးမှာနေတယ်ဆိုတာသူအမြဲတမ်းနေတာမန္တလေးမှာသူ့ရဲ့သူမရဲ့မြို့ကမန္တလေးမြို့လို့ပြောချင်တာဟုတ်ပြီနော်ဒီဘက်ကကြည့်လိုက်မယ် she is currently living in mandalay ဆိုတော့သူမလောလောဆယ်မန္တလေးမှာနေနေတယ်ဒါ temporary အမြဲတမ်းနေတာမဟုတ်ဘူးဟုတ်ပြီနော်မနေ့ပြန်လဲပြောင်းရင်ပြောင်းမယ်ခဏအလုပ်ကိစ္စနဲ့လာတာလည်းဖြစ်ရင်ဖြစ်မယ်အဲ့တဘောမျိုးနော်ဟုတ်ပြီ3ကိုကြည့်မယ် I always drink coffee in the morning ငါမနေ့ခင်းမှာပဲ coffee အမြဲတမ်းမနေ့ခင်းမှာပဲ coffee တောက်တယ်ဒါကိုယ့်ရဲ့ habit အကျင့်အဲ့ဒါဆိုရင်ကျွန်တော်တို့က present simple နဲ့သုံးတယ် I am drinking coffee present continuous နဲ့ပြောတယ်ဆိုရင်အခုဘာလုပ်နေရလဲအခုငါ coffee တောက်နေရဟုတ်နော်ဟဲ့အောင်မင်းအခုဘာလုပ်နေရလဲ I'm drinking coffee ငါ coffee တောက်နေတယ်ဆိုတဲ့အဓိပ္ပာယ် ဟုတ်ပြီနော်ဒါ habit ကိုလည်းပြောတာမဟုတ်အခုပါလုပ်နေတယ်ဆိုတာကိုပြောတာ Okay ဒါ present simple နဲ့ဆိုရင် Lionel Messi play football ဒါအပေါ်က I teach English နဲ့ခက်ဆင်စင်ပါပဲ Lionel Messi plays football ဆိုတာ Lionel Messi ကဒါသူ့ရဲ့ professional job ကဒါဘောလုံးကစားသမားပဲသူဘောလုံးကန်တယ်တဘောကပါလဲသူဘောလုံးကစားသမားပဲเนาะပြီးတော့ present continuous နဲ့ရေးလိုက်တာဆိုရင်ကြတော့ Lionel Messi is playing football ဆိုတဲ့အဓိပ္ပာယ်က လိုင်ယိုနယ်မက်ဆီကအခုလောလောဆယ်ကိုကွင်းထဲမှာပြေးလွှာပြီးဘောလုံးကန်နေတယ်သူမျက်စိရှိပါတယ်လိုင်ယိုနယ်မက်ဆီဘောလုံးကန်နေတယ်ဆိုတဲ့အတိတ်ပဲဟုတ်ပြီနော် okay ဆက်ကြည့်မယ် present simple နဲ့ the flight leaves at 10 pm လေရင်က10နာရီည10နာရီမှာထွက်မယ်ဒါပါလဲဆိုတော့ဒါကျွန်တော်တို့ဒါ schedule ပဲ time table ပဲပဲနော်ဟုတ်ပြီ present continuous ဆိုရင်ကြတော့ the flight is leaving at 10 pm လေရင်ကပါလဲ10 စနေနေ့မှာထွက်လိမ့်မယ်ဆိုတဲ့အတိတ်ပဲဒါစကေဂျူးကိုပြောတာတော့မဟုတ်ဘူးဟုတ်ပြီနော်အဲဒီလိုပြောလို့လည်းရတယ်ဟုတ်ပြီနော်စကေဂျူးကိုပြောချင်တာတော့မဟုတ်ဘူးဒါပေမဲ့ဗာလဲဒါ present continuous နဲ့သူက future ကို future plan ကိုပြောတာဟုတ်ပြီနော်နောက်ပြီးတော့ present simple နောက်ဆုံးလက်ဆောင်ပေးချင်တာလေးကကျတော့ you love her ခင်ဗျာသူ့ကိုချစ်တယ်ဆိုတာဒါဗာလဲ permanent အမြဲတမ်းချစ်တာပေါ့နော်ဒါပေမဲ့ she is loving you at the moment ခင်ဗျာသူ့ကိုအခုလောလော तू तू မကတော့ခမရကိုအခုလောလောဆယ်ချစ်နေတယ်ဒါမသိကြဘူးဟုတ်ပြီနော်ပြောချင်တာကဒါက temporary ဖြစ်တယ်ပေါ့နော် okay ကဲဘီအဲ့ဆိုရင်တော့ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့ now video တွေမှာဆက်တွေ့ကြမယ်ကျွန်တော် channel လေးကိုလည်းဒါ like and subscribe လုပ်ပေးသွားပါအောင် thanks for watching